မမေစင်များအားလုံးမင်္ဂလာပါဒီကနေ့ဓမ္မပိစင်များကိုမြောက်ဘုရားရှင်တဲ့ဓမ္မလက်ဆောင်ဓမ္မဘုရားကဘာလဲဆိုလို့ရှိရင်ဒါဝါကျုပ်ပြီးဆိုတော့ဘုရားဘက်မှာတော်တော်များများကတော့မင်္ဂလာဆောင်ကြီးပေါ်တယ်ပေါ့အဲ့တော့အဲ့တော့သတို့သားတွေသတို့သမီးတွေအာအမှုသဘောတူလက်တွဲပြီးတော့ဘဝတစ်ခုကိုတည်ထောင်ကြတော့မယ်ဆိုတဲ့အခါမှာဘယ်လိုချက်တွေလိုအပ်တယ်ဆိုတာကိုဒီကနေ့ဓမ္မမိတ်ဆွေများကိုခေါင်းစဉ်လေးတစ်ခုတက်ပြီးတော့ဒါမင်္ဂလာဆောင်ကြမယ် နော်အတူတူလက်တွဲပြီးလောကကြီးတွေကိုရေဆိုင်ကျော်လွှားကြမယ်ဖြတ်ကျော်ကြမယ်သုဒ္ဓသုဒ္ဓသမီးတို့အတွက်ခေါင်းစဉ်လေးတစ်ခုတက်ပြီးတော့ဓမ္မလက်ဆောင်ပြညဝေပေးပါမယ်ခေါင်းစဉ်ကဘာလဲဆိုရင်တော့ဒုတောင်ဝအရေးသုံးပါဆိုတဲ့ခေါင်းစဉ်နဲ့ပါပဲအဲ့တော့မင်္ဂလာဆောင်တယ်မင်္ဂလာဆောင်တယ်ဆိုတော့ဒါမင်္ဂလာရဲ့အဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်မင်္ဂလာဆိုတာကတော့ဒါဥစဉ်ဖတ်ဖူးတဲ့ဆောင်ထဲမှာတော့80ဂရဏံဟောတိဂရဏံနဲ့ជីဝါကြောင့်တိုးတက်ကြောင်းကိုမင်္ဂလာလို့ခေါ်တယ် အဲ့တော့မင်္ဂလာဆောင်တယ်ဆိုတော့ဆောင်တာတော့ဆောင်ယူခြင်းလှုပ်ဆောင်ခြင်းလို့ဥစဉ်ကတော့ဒီလိုပဲတိပ္ပယ်ဖွဲ့လိုက်တယ်ဖွင့်ဆိုလိုက်တယ်ပေါ့အဲ့တော့မင်္ဂလာဆောင်တယ်ဆိုတော့ဘာလဲဆိုလို့ရှင်ရကြီးဝါရာကြီးဝါကြောင့်တူတက်ရာတူတက်ကြောင့်ကိုလှုပ်ဆောင်ခြင်းလို့ဥစဉ်ကတော့ဒီလိုတိပ္ပယ်ဖွင့်ပါတယ်အဲ့တော့တို့သားနဲ့တို့သမီးတို့ဟာလူသဘောတူတူကနော်လက်တွဲပြီးတော့နော်ငါတို့တွေဟာနော်တူလက်တွဲပြီးတော့လောကအတွက်ကြီးဝါရာကြီးဝါကြောင့်တူတက်ရာတူတက်ကြောင့်ကိုငါတို့တွေလှုပ်တော့မယ်ဆိုပြီးတော့ လိုတန်ထိတ်တန်ချပြီးတော့မိဘတွေရဲ့ရှေ့မှာကိုယ့်ရဲ့တငယ်ချင်းတွေအပေါင်းအသင်းတွေမိတ်ဆွေတွေဆွေမျိုးမိတ်ဆက်ငါတွေရဲ့ရှေ့မှာနော်အတူတူအာကျွန်တော်ကျွန်တော်ကျွန်တော်တို့ကဖြင့်နော်လောကတောင်ကိုထမ်းဆောင်ဖို့အတွက်လောကရဲ့ကြီးပွားရာကြီးပွားကြောင့်တုတ္တရာတုတ္တကြောင့်ကိုထမ်းဆောင်ဖို့အတွက်အတူကလက်တွဲပြီးတော့ပြုလုပ်ပါတော့မယ်ထမ်းဆောင်ပါတော့မယ်လို့ဒါဒီလိုပြောလိုက်တာကူပဲဒါဥစဉ်ကတော့မင်္ဂလာဆောင်တယ်လို့ဥစဉ်ကဒီလိုလေးတိတ်ပွဲဖွင့်ကြည့်ပါတယ်။ဒါကြောင့်ဘို့လို့မင်္ဂလာဆိုတာ မင်္ဂလာဆောင်နေဆိုတာជីវ៉ាយាជីវ៉ាចောင်းတူတက်យាတူတက်ចောင်းကိုလှုပ်ချင်းလို့ပြင်ကဒီလိုလေးအိဗေပြန်လိုက်တယ်အဲ့တော့သရူသားနဲ့သရူသမီးကဘာလုပ်ရမှာလဲဆိုရင်ជីវ៉ាយាជីវ៉ាလောကတွေជីវ៉ាយាជីវ៉ាចောင်းတူတက်យាတူတက်ចောင်းဆိုတာအကုန်ပါပါတယ်နော်နော်ကိုမိသားစုတွေជីវ៉ាយាជីវ៉ាចောင်းနော်အပြင်ကြတော့ကိုယ့်ရဲ့အိမ်တော်စုနော်ကိုယ့်ရဲ့မိသားစုជីវ៉ាយាជីវ៉ាចောင်းတူတက်យាတူတက်ចောင်းနောက်တစ်ခုကိုယ့်ရဲ့အမျိုး ဘာသာသာသနာជីវ័យជីវ័យចောင်းទុតិយាទុតិយចောင်းเนาะဒီတောင်းនេះကိုအထူးတော့ကလက်တွဲပြီးတော့ယူလိုက်တာပဲဒါကြောင့်မင်္ဂလာဦးဇနီးမောင်နှံနေဒုတောင်းဝန်သုံးပါဆိုတာဘာလဲဆိုလို့ရှိရင်နံပါတ်1ဒါမင်္ဂလာဦးဇနီးမောင်2ယောက်တို့အားဇနီးမောင်နှံ2ယောက်တို့ကမိမိတို့ဘဝအတွက်ទុតិយាទុតិយចောင်းជីវ័យជីវ័យចောင်းကိုနံပါတ်1အဲ့ဒီတောင်းဝန်ထမ်းဆောင်ရမယ် ဘဝအတွက်ကြီးပွားရာကြီးပွားကြောင်းတုတ္တရာတုတ္တကြောင်းတောင်းလေထမ်းဆောင်တဲ့ခါမှာလက်ဆောင်ပြောခြင်းကအဲ့လိုကြီးပွားအောင်တုတ္တအောင်ဘာတွေလုပ်ရမလဲလို့ဆိုပြီးဟောထားတာရှိပါတယ်ဘောရောကနံပါတ်1ဥဌာဏတံပရာတဲ့နော်ညယောမယောထားကြလုံးလောက်ဝိရိယရှိရှိနဲ့စူးစမ်းရမယ်နော်အဲ့လိုစူးစမ်းတဲ့ထက်မှာပညာပါမယ်နော်လုံငန်းကြွန့်ကျင်မှုဆိုတဲ့ပညာလည်းပါရမယ်နော်စူးစမ်းဆင်ခြင်တတ်တဲ့ပညာလည်းပါရမယ်နော်ဒီလိုပေါ့ဇွဲရှိတာတို့နော် ျူးသားကျူးသားဆိုရမ်းပြီးကျူးသားလို့မရပါဘူးเนาะကျူးသားတွေဆိုတာကเนาะတကယ်ကိုကိုယ်စီမံခွက်ကန့်တဲ့စီမံခန့်အလုပ်ပေါ်မှာကိုယ့်ရဲ့အလုပ်ပေါ်မှာစီမံခန့်ခွက်တဲ့ပညာတွေเนาะကိုယ့်ရဲ့လုပ်ငန်းကြံ့ကျင်မှုပညာတွေဇွဲတွေအကုန်လုံးပါတယ်အရာတွေအဲ့ဒီအရာတွေအားလုံးကိုပေါင်းစည်းပြီးတော့အုတ်ထာဏတံပရာညရောမရတော့နှုတ်သဘောတူအချင်းချင်းလက်တွဲပြီးတော့ကြိုးစားရမယ်တဲ့เนาะအဲ့တော့ရှေးစုံရှိတဲ့မော်ဒတန်မီဒီဘတ်ဆိုတာเนาะအဲ့တော့လင်းရလင်းရလက်ထမ်းလို့ မောင်ကလည်းမဲအဲလင်းရတယ် on the tan ဆိုတဲ့အတိုင်းပဲလင်းရှိသူကထားလို့မောင်အမဲရလဲရွှဲရမယ်ပေါ့အဲ့တော့ mountain and material ဆိုတဲ့မောင်ကကြီးထန်းနေမဲရမရွက်ဘူးဆိုလို့ရှင်လည်းပဲမောင်ကမဲပေါ်မှာညင်းညင်းလာနိုင်တယ်နော်ဒုသားကဒုသမီးပေါ်မှာညင်းညင်းလာနိုင်တယ်ဘယ်ရဒုသမီးကအကြီးလုပ်ငန်းလုပ်နေရပြီမောင်ကမလုပ်ဖဲနဲ့နော်ဒါယောက်ျားဖြစ်သူကမလုပ်ဖဲနဲ့နေမယ်ဆိုလို့ရှင်လည်းပဲမိမဖြစ်သူကယောက်ျားဖြစ်သူမှာညင်းညင်းလာတတ်တယ်နော်အဲကြောင့်မို့နှိုးသဘောတို့အချင်းချင်းလက်တွဲပြီးတော့စီဝါရီတစ်ခုကို ဒါဥဋ္ဌာဏတံပရာဆိုတဲ့ဘယ်ထားကြလုံးလားဝိရိယနဲ့နော်ဥသဘောနှုတ်လုံးထားကြလုံးလားဝိရိယရှိရှိနဲ့လောက်ကံရမယ်စူးစမ်းရမယ်အဲ့ဒါမှသာလျှင်ဒါကအာမရဖြစ်သူကလည်းပဲကိုယ့်ယောက်ျားဖြစ်သူပုံမှာလေးစားမယ်ယောက်ျားဖြစ်သူကလည်းပဲကိုယ့်ရဲ့ဇနီးမယားပုံမှာလေးစားမယ်ဒါအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ယောက်ျားဖြစ်သူကအလုပ်လုပ်တယ်ဒါမိန်းမဖြစ်သူကအလုပ်မလုပ်ဘူးဆိုလို့ရှိရင်မိန်းမဖြစ်သူပုံမှာနိုင်လို့မြတ်တက်တွေပြောတာရှိရဲငါလို့စားနေလို့ထိုင်စားနေတာ နော်ဒီလိုပြောတာလည်းရှိတယ်အနှမ်းကျလာနိုင်တယ်အဲ့ဒီလိုပဲမိမဖြစ်သူရဲ့လှုပ်ရှားကိုထိုင်စားနေတဲ့ယောက်ျားတွေကလည်းပဲနော်မိမဖြစ်သူယောက်ျားတွေပေါ်မှာလွှမ်းမိုးလာနိုင်တယ်နော်အဲ့ကြောင့်မို့လို့တူးနဲ့တူကလေးစားသမှုရှိအောင်တူးကြိုးစားရင်တူးကလည်းကြိုးစားရမယ်ဒါကြောင့်ဝန်ကြီးအားလုံးဥဌာဏတံပရာတဲ့ထားကြလုံးလားဝေးရရှိရှိဒါညာစလုံးကြိုးစားရမယ်တဲ့အရဟုအရခတံပရာတဲ့အရခတံပရာဆိုတာဘာလဲဆိုလို့ရှိရင် ရရှိလာတဲ့လူသဘောလူစူးစားလို့ရရှိလာတဲ့ဒီစီစဉ်ဥစ္စာတွေကိုမပြောက်ပြက်အောင်ထိမ့်သိမ်းဆောင်ရှောက်နိုင်ရမယ်။အဲ့ဒါလည်းအရင်ရေးကြည့်တယ်နော်။အဲ့လိုထိမ့်သိမ်းဆောင်ရှောက်နိုင်မှသာလေဒီစီစဉ်ဥစ္စာတွေကရရှိမှာတည်မြဲမှာ။ဒါကြောင့်မို့လူသဘောလူဒါစူးစားပြီးရရှိလာတဲ့စီစဉ်ဥစ္စာတွေကိုတဲ့အရကတံပရာတဲ့အလေးအလွင်မရှိအောင်ထိမ့်သိမ်းဆောင်ရှောက်နိုင်ရမယ်တဲ့။နော်။နောက်တစ်ခုကဘာလဲဆိုရင်တမဇိဗိတတံပရာတဲ့။ညီညီများများပါနော်။ထုံးငွေဝင်ငွေပေါ့နော်။ ဝင်ငွေနဲ့ထွက်ငွေကိုမျှမျှတတသုံးစွဲတတ်ရမယ်တဲ့ဒါစီးတဲ့ရေးစဲနေကတဲ့ဆိုတာရှိတယ်နော်ဒါအဲ့ဒီတော့ဝင်လာတဲ့ကိုယ်စီဝင်လာတဲ့ဒီငွေတွေကိုနော်ဝင်ငွေနဲ့ထွက်ငွေမျှမျှလစ်တာလေးသုံးစွဲမှကလည်းရေရှိမှကြီးပွားမယ်တွတ်တက်မယ်ဒါမှမဟုတ်ဘဲနဲ့ဒီရတာက1000ရတယ်ဆိုရင်3နာက2000ဆိုလို့ရှိရင်စီးပွားမဖြစ်ထွန်းနိုင်ဘူးဒါကြောင့်မို့လို့ကိုရထားတဲ့ဝင်ငွေနဲ့ထွက်သွားတဲ့ငွေ အမြဲတမ်းစင်းရင်စင်းတိုက်ကြည့်နေရမယ်နော်မြတ်မြတ်တတ်တတ်သုံးဆွဲတတ်အောင်ဒါလေ့ကျင့်ရမယ်သုံးဆွဲရမယ်ပေါ့အဲ့လိုသုံးဆွဲနိုင်မှဒါလည်းငွေထွက်ငွေရောမျှတပြီးတော့ဒါအလုပ်လုပ်တဲ့နေရာမှာအဆင်ပြေလာမှာကြီးဝါလာမှာတွတ်တက်လာမှာဒါကြောင့်အများကြီးသုံးလို့မရဘူးငွေထွက်ငွေနဲ့မြတ်မြတ်တတ်တတ်သုံးတတ်ရမယ်တဲ့နော်အောင်ဆုံးတစ်ချက်ကဘာလဲဆိုရင်ကရယာနာမေတ္တာတံပရာတဲ့မိကောင်းဆွေကောင်းတွေလည်းရှိဖို့လိုအပ်တယ်တဲ့။ငြင်းများတဲ့ဖြစ်လာပြီ လက်တွဲပြီးဘဝတစ်ခုတူထောင်ပြီးကြီးပွားဖို့တိုးတက်ဖို့ဆိုရင်မိကောင်းဆွေကောင်းတွေရှိဖို့လည်းလိုအပ်တယ်။အားကြောင့်လည်းအဲ့ဒီမိကောင်းဆွေကောင်းတွေကကိုယ့်ကိုကောင်းနေလာဖို့ညွှန်ပေးမယ်။စီဝါရေးလည်းအတူတူကလုပ်ဖြစ်အောင်လုပ်ပေးမယ်။ကိုကိုတိုင်းကလည်းမိကောင်းဆွေကောင်းဖြစ်ဖို့အရေးကြီးတယ်။ကိုကိုတိုင်းကမိကောင်းဆွေကောင်းဖြစ်မှမိကောင်းဆွေကောင်းတွေကကိုယ်ထံရောက်လာမှာ။အဲ့ဒါကြောင့်မိကောင်းဆွေကောင်းရှိဖို့ဆိုတာလည်းအရေးကြီးတယ်။အဲ့ဒီလိုမိကောင်းဆွေကောင်းရှိမှဒါရင်ဘဝတိုးတက်ရတိုးတက်ကြောင်းကို အခွင့်အရေးတွေလည်းအများကြီးရလာမယ်သူတို့ကလည်းကိုယ်ဖန်တီးပြီးမယ်ကိုယ်ကလည်းသူတို့ကိုဖန်တီးပြီးချင်းချင်းလက်တွဲပြီးတော့ကြီးပွားဖို့တွတ်တက်ဖို့အတွက်လမ်းစဉ်တွေကိုဒါဖောက်လုပ်ကြတယ်ပေါ့ဒါကြောင့်မို့ကြီးပွားရကြီးပွားရအောင်တွတ်တက်ရတွတ်တက်အကြောင်းကိုလောက်တဲ့နေရာမှာအိတ်ကောင်းစီကောင်းတွေရှိဖို့အရန်လိုအပ်ပါတယ်တဲ့အဒီလေးချက်နဲ့ပေါ့နော်ဥဒနာတံ္မာရာဒါကြလုံလောက်ပြရရှိရမယ်အရခတံ္မာရာအဲ့လိုလုံလောက်နဲ့ကြိုးစားလို့ရရှိလာတဲ့စီစဉ်ဥစ္စာတွေကိုဆောင်ရှောက်တက်ရမယ်နောက်သမဇိတာတံ္မာရာဝင်ငွေထွက်ငွေကိုမြန်မြန်တတ်တတ်သုံးဆွဲတက်ရမယ် အရဟုကယနာမိတာတမရာမိကောင်းစီကောင်းတွေရှိမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဘဝမိမိတို့ရဲ့ဘဝကြီးပွားပါပြီတိုးတက်ပြီတဲ့နော်အဲ့တော့ကြီးပွားအောင်တိုးတက်အောင်အဲ့ဒီစနစ်တိုင်းဘောရဟောကြခဲ့တဲ့အဲ့ဒီစနစ်တိုင်းလုပ်မယ်ဆိုရင်ကြီးပွားနိုင်ပါတယ်တိုးတက်နိုင်ပါတယ်ဒါကနံပါတ်1တောင်းဝန်ပြီးသွားပြီဒါမျိုးတွေရဲ့ကြီးပွားတိုးတက်ရေးတောင်းအောင်နံပါတ်2တောင်းကဘာလဲဆိုလို့ရှိရင်မိမိတို့ရဲ့အိမ်တောင်စုမပြိုကွဲရေးတောင်းအောင်အိမ်တောင်စုမပြိုကွဲရေးတောင်းအောင်ဆိုတာဘာကြောင့်ပြောတာလဲဆိုလို့ရှိရင် တော့ဒီကြီးပွားရာကြီးပွားကြောင်တုတ္တရာတုတ္တကြောင်ကိုလှုပ်ဆောင်ရပြီးလှုပ်ဆောင်တဲ့နေရာမှာနော်အောင်မြင်တာတွေလည်းရှိမယ်ကြာဆုံးတာတွေလည်းရှိမယ်နော်အခက်ခဲတွေရှိလာမယ်အဲလိုအခက်ခဲတွေနဲ့တွေ့ကြုံတဲ့ခါလည်းရှိမယ်နောက်တစ်ခုကြီးပွားလာပြီးတိုးတက်လာပြီးဆိုတော့လည်းဒါအောက်ခြေလွတ်တာမျိုးတွေဖြစ်တတ်တယ်ဉာဏ်ရောကြားကတော်တော်ကောင်းနော်အာမရဖြစ်သူကတော်တော်ကောင်းတော့စိတ်နေစိတ်ထားတွေပြောင်းပြီးတော့နော်သူလည်းသူလို့ခြင်ရလို့ကိုလည်းကိုလို့ခြင်ရလို့ဆိုတော့ စိတ်တွေမြင့်စိတ်ဓာတ်တွေစိတ်တွေဒါမြင့်သွားပြီးတော့လွတ်သွားတာမျိုးတွေလည်းဖြစ်တတ်တယ်။ဒါကြောင့်မို့ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်အဲ့ဒီအခက်ခဲတွေဖြစ်ပေါ်လာတဲ့အခါမှာအခက်ခဲတွေအကျက်တဲတွေဖြစ်ပေါ်လာတဲ့အခါမှာလင်ကလည်းစိတ်တတိကောဖြစ်တယ်၊မြားကလည်းစိတ်တတိကောဖြစ်တတ်တယ်။အဲ့လိုဖြစ်လာပြီးနှုတ်ဘောတို့ဒီလိုဖြစ်လာပြီးဆိုလို့ရှိရင်နော်သူ့နဲ့သူအဖြစ်တွေမြင်ပြီးတော့နော်သူ့ပြည်လွှဲချာကိုယ့်ပြည်လွှဲချာနဲ့အင်တော်ကြီးတွေပြိုကွဲတတ်တယ်။ဒါဆိုတွေပြည့်စည်တတ်တယ်၊ဆုံးရှုံးသွားတတ်တယ်။ အဲ့ကြောင့်အဲ့လိုမဖြစ်အောင်ဘာလုပ်ရမလဲဒီလိုစီဝါရေးလုပ်တဲ့နေရာမှာ အခက်အခဲတွေအကျက်တဲတွေနဲ့ဖြစ်ပေါ်လာပြီးဆိုလို့ရှိရင်ဘဝတစ်ခုကိုရှောက်လန်းကြပြီဆိုရင်တော့ဒီအခက်အခဲကျက်တဲတွေရှိကိုရှိမှာပဲအဲ့လိုရှိလာတဲ့ကမှတူးနဲ့တူးသိခံစိန်မွေးရမယ်တဲ့နော်သူ့အဖြစ်ကိုသူကသိခံရမယ်ခွင့်လွှတ်နိုင်ရမယ်နော်အမြဲတမ်းအပြစ်တကြီးကြည့်နေလို့မရဘူးเนาะကောင်းကွက်ကလေးကိုရှာကြည့်ပြီးတော့သိခံရမယ်ခွင့်လွှတ်ရမယ်เนาะအဲ့ဒီလိုသိခံခွင့်လွှတ်မှလည်းပဲဒါဒီအိမ်တောင်စုက တီမြဲမှာရေရှည်မှာခိုင်မြဲမှာပေါ့နော်ဒါနံပါတ်1ဒူးနယ်ဒူးအပြစ်ကိုအကြီးပဲနဲ့ကောင်းကွယ်ကလေးတွေကြည့်ပြီးတော့ဒူးအပြစ်ကိုဒူးသိခံနိုင်ရမယ်ခွင့်လွှတ်နိုင်ရမယ်နောက်နံပါတ်2ကပါလိစုံချစ်ချင်းမေတ္တာပေါ့နော်ချစ်ချင်းမေတ္တာဒူးနယ်ဒူးဒူးအကျိုးကိုတူလိုလားတဲ့မေတ္တာစစ်မေတ္တာမှရှိရမယ်နော်ဘောငါတို့တွေဒါခံမသိလို့ကွဲသွားကြပြီဆိုရင်သူ့အကျိုးလည်းပြည့်စည်ရည်ငါအကျိုးလည်းပြည့်စည်ရည်အဲ့တော့သူ့အကျိုးကိုကျိုးလေးကိုလိုလားပြီးတော့နော် ကိုမိသားစုကိုသားသမီးတွေရဲ့အကျိုးကိုလိုလားပြီးတော့တူးနေတူဒါမေတ္တာထားမယ်ဆိုလို့ရှိရင်အဲ့ဒီအိမ်တောင်စုကဘလောက်ပဲကက်ကဲတွေအကြက်တွေရှိနေပါစေဘယ်တော့မှမပြိုကွဲပါဘူး။ဒါကြောင့်နံပါတ်1အနေနဲ့မေတ္တာထားပါတဲ့။နံပါတ်3ကတော့ဘာလဲဆိုရင်တော့ကောင်းကွက်ပြီးတွေကိုရှာကြည့်ရမယ်တဲ့။နော်။ဒါကိုယွန်းတိတော်မနတိကာရလို့လည်းပြောလို့ရပါတယ်။နော်။တူးဦးကောင်းကွက်ကိုတူကကြည့်ရမယ်။အပြစ်တွေကြီးလိုက်ကြည့်နေတယ်။အပြစ်တွေကြီးလိုက်ကြည့်အပြစ်တွေပဲမြင်နေမှာ လူဆိုတာတော့အပြစ်ဆိုတာရှိကြမှာပဲအဲ့အပြစ်တွေကြီးလိုက်ကြည့်နေလို့ရှိရင်အင်ကောင်ကြီးပြုတ်ကွဲသွားနိုင်တယ်နော်ဒါကြောင့်မလို့အပြစ်တွေကြီးလိုက်ကြည့်မနေနဲ့ကောင်းကွက်ကလေးတွေကိုရှာကြည့်ပြီးတော့ဒုနဲ့ဒုချစ်ချစ်ခင်ခင်နဲ့လက်တွဲရမယ်နော်ဒါဒုဒုကောင်းကွက်ကိုဒုကကြည့်ပြီးတော့ချစ်ချစ်ခင်ခင်နဲ့လူသဘောတူတက်တွဲပြီးတော့ဘဝတစ်ခုကိုဖျက်ဆီးမယ်ဆိုရင်ဒီအိမ်တောင်ရေးကဘရောမှပြုတ်ကွဲမသွားပါဘူးဒါကြောင့်နောက်ဆုံးကပါလဲဆိုရင်ကောင်းကွက်ကလေးတွေကိုရှာကြည့်ပါဒုကောင်းကွက်ကိုဒုကရှာကြည့်ပြီးတော့အာ ိခံရမယ်ခွင့်လွှတ်ရမယ်ချစ်ခြင်းမေတ္တာထားမယ်ဆိုရင်အဲ့ဒီအိမ်ကောင်းကြီးကဘလို့ခက်ခဲတွေပဲရှိရှိစုစုစည်းစည်းနဲ့စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ရင်ဆိုင်နိုင်တယ်ဖြည့်ရှင်းနိုင်တယ်ဒါအိမ်တောင်စုမပြိုကွဲရေးတောင်းအောင်ပါနော်အဲ့ဒီတော့အိမ်တောင်စုမပြိုကွဲရေးတောင်းအောင်ကိုဒါမပြည့်မနေထမ်းဆောင်ရမယ်အဲ့လိုထမ်းဆောင်တဲ့ခါမှာတိခံခြင်းတွေချစ်ခြင်းမေတ္တာတွေခွင့်လွှတ်ခြင်းတွေအကောင်းမြင်တဲ့စိတ်တွေမွေးပြီးတော့ ဲ့ဒီ interview မပြိုးပွဲအောင်မိမိတို့တွေကထမ်းဆောင်ရပါလိမ့်မယ်။ဒါကနံပါတ်1ပေါ့။နောက်ဆုံးနံပါတ်3ကဘာလဲဆိုရင်လူမျိုးဘာသာအမျိုးဘာသာသာသနာဆောင်ရှောက်ရေးတောင်းဝန်တဲ့။တော့လင်ရောမရရောနော်ဒါအမျိုးဘာသာသာသနာဆောင်ရှောက်ရေးတောင်းဝန်ရှိကိုရှိပါတယ်။နော်အဲ့တော့ကိုယ့်ရဲ့လူမျိုးဆိုတာရှိပါတယ်ကိုယ့်ရဲ့သားသမီးတွေဆိုတာရှိတယ်နော်အဲ့တော့သားသမီးတွေဒါအရွယ်မြောက်ခင်မှာလည်းပဲလိမ္မာအောင်ရှင်ကြည်အောင်ဆုံးမမဲ့တောင်းဝန်ရှိတယ်နော် ကြီးလာပြီဆိုလို့ရှိရင်လည်းပဲဒါမြေဘာသာသာသနာအတွက်နော်ယဉ်ကျေးလိမ္မာဖွင့်ထားတာတွေအများကြီးတယ်ဘုန်းကြီးကျောင်းတွေရှိတယ်အဲ့ဒါတွေကိုသူကိုကိုရဲ့သာသမီလေးယဉ်ကျေးအောင်လိမ္မာအောင်အကြောင်းကိုပို့ပေးရမယ်ဒါကိုရဲ့တာဝန်လေးပေါ့နော်သူတို့တွေဒီကြီးလာတဲ့အခါကျတော့လည်းပဲဒါဒီသူအသက်ရွယ်ရလာလို့အတောင်ပြူတာတော့မယ်ဆိုလို့ရှိရင်လည်းပဲသူတို့ကိုတေချာတင်ပြရတယ်ကိုကအေးကိုနဲ့ဘာသာသူတဲ့သူလူမျိုးပြည်တဲ့သူပဲလက်တွဲတာအကောင်းဆုံးပဲ ဘာသာမတူဘူးဆိုလို့ရှင်ကြာလို့ရှင်ရင်အခက်တွေ့တတ်တယ်အဲ့တော့ကြာရင်ပြဿနာတွေတက်လာနိုင်တယ်ဒါကြောင့်ကိုယ်နဲ့လူမျိုးတူတဲ့သူဘာသာတူတဲ့သူနဲ့ယူတာအကောင်းဆုံးပဲဆိုတာကိုကိုယ့်ရဲ့သားသမီးတွေကိုနားချပေးရတယ်နော်အကယ်၍ကိုယ့်ရဲ့သားသမီးကခြားလူမျိုးနဲ့ရေငန်နေပြီဆိုလို့ရှင်လည်းပဲတခြားလေးရှင်းပြပါမဆူပါနဲ့မငေါ့ပါနဲ့ဒါတခြားလေးရှင်းပြပြီးတော့လက်တွဲဖြုတ်ဖို့အတွက်ကိုတခြားလေးနားချပြောမယ်ဆိုလို့ရှင်လည်းရနိုင်ပါတယ်ဒီလိုပြောချင်တာဘာကိုစောင့်ရှောက်နေရလဲဆိုရင် ကိုယ့်ရဲ့လူမျိုးကိုစောင့်ရှောက်နေရတယ်ဒီလိုပါပဲဘာသာသန္တနာကိုစောင့်ရှောက်တယ်ဆိုတာကတော့ဒါသရုပ်သားရောသရုပ်သမီးရောစီးပွားရေးတွေစီးပြေးလာပြီးအင်တောင်ရေးတွေစီးစီးလုံးလုံးညင်ညွတ်တဲ့စီးပွားရေးတွေစီးပြေးလာပြီးဆိုရင်လူကျင်တန်းကျင်စိတ်လေးဖြစ်ပေါ်လာတယ်အလူကျင်တန်းကျင်စိတ်ဖြစ်ပြီးဖြစ်ပေါ်လာတာဒီဘာသာသန္တနာကိုစောင့်ရှောက်နေတာပါပဲเนาะငါတို့လှူလိုက်တဲ့နဟုတ်တို့ပစ္စည်းနဲ့ဆရာတော်တွေတန်ဃာတော်တွေပရိယတ္တိသာသနာပฏิပတ္တိသာသနာပฏิဝေဒသာသနာတွေကို စားချောင်းနိုင်ကြပါစေထိမ့်သိမ့်နိုင်ကြပါစေဆိုပြီးတော့ဥရတန်းနေအဲ့လိုတူလက်တန်းလက်တဲ့ကြောင့်အဲ့ဒီပစ္စည်းဝတ္ထုတွေနဲ့တာနာဒါဆရာတော်တန်ခါတော်တွေဟာဒါဒီဒီပစ္စည်းပစ္စည်းဝတ္ထုတွေကိုသုံးဆွဲပြီးတော့အမျိုးဘာသာတန်နာကိုစောင့်ရှောက်ကြတယ်။နော်ဒါကြောင့်မို့လူတန်းနေခြင်းဟာလည်းပဲအမျိုးဘာသာတန်နာကိုစောင့်ရှောက်ခြင်းဖြစ်ပါတယ်။နောက်တစ်ခုသီလစောင့်တည်တယ်။သီလတွေစောင့်တည်ကြတယ်ဆိုတော့မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာနေတာပဲနော်။သာသနာဆိုတော့အဆုံးအမပါပဲနော်။ မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုလိုက်နာနေတယ်ဆိုတာမြတ်စွာဘုရားသာသနာကိုစောင့်ရှောက်နေရတဲ့အတူတူပါပဲနောက်တစ်ခုဘာဝနာတွေတရားဘာဝနာတွေပေါ်မြတ်အားထုတ်ကြတယ်အဲ့လိုတရားဘာဝနာတွေပေါ်မြတ်အားထုတ်နေခြင်းကလည်းပဲဒါကိုယ်စိတ်ကိုလိမ္မာအောင်ယဉ်ကျေးအောင် ဆုံးမနေတဲ့အတွက်မကောင်းမှုတွေမလုပ်ဖြစ်တော့ဘူးဘုရားအဆုံးအမကိုလိုက်နာဖြစ်သွားတယ်အဲ့တွက်ကြောင့်လည်းပဲဒါသာသနာကိုစောင့်ရှောက်ခြင်းဖြစ်ပါတယ်အဲကြောင့်ဓမ္မမိတ်ဆွေများအားလုံးတို့သတို့သားတွေသတို့သမီးတွေအားလုံးသိရမှာက ဒါနပြုတယ်သီလစောင့်တည်တယ်ဘာဝနာကောင်းမှုတွေလုပ်တယ်ဆိုတာအမျိုးပန်းကကန္တနာကိုစောင့်ရှောက်နေခြင်းဖြစ်တယ်ဆိုတာကိုလည်းဒါဒုသာရောရုသမီရောသိရမယ်ပေါ့ဒါကြောင့်ဝကြုတ်ပြီးဆိုတော့ဒုသာတွေရုသမီတွေမင်္ဂလာဆောင်ကြတယ်အဲ့လိုမင်္ဂလာဆောင်တဲ့ကံမှာဒုသာဘက်ကဒုသမီဘက်ကရောဒါသူတို့ကလက်တွဲပြီးတော့ជីវ៉ាយ៉ាជីវ៉ាចောင်းတုတ်တဲ့យ៉ាတုတ်တဲ့ចောင်းတွေကိုលោកဆောင်တော့မယ်လို့ဒါဒီလိုတန်တိတန်ឆားလိုက်ပြီးស្រេចတန်တယ်ခုမှာតောင်းဝန်3ရက်ရှိတယ်ဆိုတော့ကိုအမှတ်ထားပါ ဘာလဲဆိုရင်အာကြီးဝါတုတ်တဲ့ရေတောင်းအောင်အင်ဒါစုမပြိုကွဲရေတောင်းအောင် အမျိုးဘာသာသာသနာဆောင်ချရေတောင်းအောင်ဒီတောင်းသုံးရက်ကိုတို့တွေလုပ်ရမယ်ဆိုတာကိုကိုယ်စိတ်ထဲမှာမှတ်ထားရမယ်ဒါဘာကျွတ်တဲ့ခါမှာငလာဆောင်တဲ့ဒုဒါဒုဒမျိုးတွေဥစဉ်ဥစဉ်တီးတလောက်လေးဥစဉ်ရဲ့ဘုဒ္ဓတာလေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်မမေဆွေများအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေ